လာပါကြားလူလူနွားလူလူထင်ရပေမဲ့တကယ်တော့ဖေးသေးရပါနောက်မကြီးပြေးမှာနွားသားပေါက်လေးတော့အစ်စ်ပါသေးတယ်။အပြင်မဲကျင်တော့လက်ရသေးတဲ့ကြားလူလူနွားလူလူထင်ရပေမဲ့တကယ်တော့ဖျဲတီးတွေဖြစ်ပါတယ်။လက်ရှိကျမတို့နိုင်ငံရေးအခင်းကျင်းမှာလေအပြင်မှာဆိုင်ပြီးတော့အတွင်းမှာနီနေတဲ့အသားတွေကလောက်တွေကိုဖော်ထုတ်ပွင့်စစ်ဆေးဖို့အပြစ်ပေးဖို့လိုအပ်ပါတယ်။ကျုပ်တန်ဖိုင်တစ်ခုပြပါမယ်။ ံဖိုင်မှာရက်ဆွဲပါတယ်2022တုန်းကဒါကဒေါင်းဆန်းစုကြည်ကိုကျွန်တော်တို့ထောင်တွင်းတရားရုံးကနေပြီးတော့ရုံးချင်းထုတ်ဆစ်ဆေးနေတဲ့ CCTV ရုပ်သံမှတ်တိုင်းဒီနေ့ဒီ Guardian ဆိုတဲ့သတင်းဌာနမှာပေါက်ကြလာတယ်သူတို့ကိုတဲ့ပြည်သူအဖွဲ့ဆိုတဲ့အဖွဲ့စီတစ်ခုကနေပြီးပေးပို့ဆက်သွယ်လာတဲ့အတွက်เนาะအဲ့ဒီမှာရုပ်သံဖိုင်တစ်ခုအပြင်ဒေါင်းဆန်းစုကြည်ရဲ့ထောင်တွင်းမှာနေထိုင်စားသောက်မှုပုံစံတွေပါတွေ့ရှိရတယ်ဆိုပြီးတော့ဒီ Guardian သတင်းဌာနကဖော်ထုတ်လာတယ်ဒီလို အခြေအနေမျိုးတွေကဒီလိုအကြောင်းအရာတွေကတာမန်မျိုးနဲ့ဆင်ခရိုင်ဆင်ဖဲသီးတွေလုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူးမဟုတ်ကျမတို့ပြည်တော်စုဆင်နေမှာအသားရဲကလောက်တွေရှိနေပြီလားဒီလိုသားရဲကလောက်တွေမရှိဘဲနဲ့ဒီလိုနိုင်ငံတော်ဆင်ပြည်ဝါချက်တွေပေါက်ကြနေပြီလားဆိုတာကျမတို့ဆိုရင်ရတယ်နိုင်ငံတော်ဆင်ဖဲသီးကငိုတဲကရှိပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါ်ဆဲစုကြည်ကကျမတို့နိုင်ငံတော်ရဲ့အတွင်းစီးတွေကို ုင်ငံသားသားတံပေးဆိုပြီးတော့လူပေါင်း60တယောက်တိတိကျောင်းလူနိုင်ငံတော်အတွင်းစီးတဲ့ကိုနိုင်ငံတော်စစ်ဖျဲသီးတွေခေါ်သွင်းခဲ့တဲ့အတွက် ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့9နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိတ်တန့်အဆင့်လှိုဝဲရမယ်လှိုဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံးစီးပွားရေးဆိုလို့ရှိရင်လည်းကျမတို့လက်ရှိမှာ MOGE ကိုအထူးကားထားပြီးပြတ်ဖက်ထားတိုက်ခိုက်နေကြတယ်။ MOGE နဲ့ဖက်ဆက်လုံခြုံရေးဖြစ်တဲ့ PDD EP PDDOR တို့ကိုဇက်တိုက်ဖိအားပေးပြီးတော့နိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေကြတယ်။ဘာကြောင့်လဲ။ရှောင်းတာနယ်ကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆင့်ဖျဲသိခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။သူတို့နိုင်ငံသားသားအကြံပေးပုဂ္ဂိုလ်တွေ တိုက်ခန့်ပွားမယ်ဆိုတဲ့အစည်းအဝေးကာလတော့ငါဒေါ်စုကြည်ပြောခဲ့တဲ့အခြေအနေလေးတစ်ခုရှိကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာပြည်သူကိုအားကိုးပြီးလုပ်တာပါဘယ်နိုင်ငံသားသားကိုမှအားကိုးပြီးလုပ်တာမဟုတ်ပါဘူးလို့ဒေါ်စုကြည်ပြောခဲ့တယ်။အဲ့ဒီချိန်တုန်းကတမရဦးသိန်းကြီးအစိုးရလက်ထက်မှာနိုင်ငံသားသားအကြံပေး25ယောက်ကိုမှားရမ်းပြီးအုပ်ချုပ်တဲ့အတွက်ဒေါ်စုကြည်ဒီစကားပြောတယ်။သူကိုယ်ရအစိုးရဖြစ်တဲ့အခါကျတော့နိုင်ငံသားသားအကြံပေးဆိုပြီး60တယောက်တိတိကိုနိုင်ငံတော်အဆင့်ဖျဲသည့်အဖြစ်အစိုးရဖွဲ့တည်တဲ့မှာ ထည့်သွင်းခဲ့တဲ့အဲ့ဒီအကျိုးဆက်တွေကိုဒီနေ့ခန်းစားနေရတယ်။ဒါကြောင့်ဒီရုပ်တံဖာပြန့်နှံ့မှုနဲ့ပတ်သက်လို့နောက်ွယ်မှာဆက်ဆက်နေတဲ့ဖရဲသီးတွေအသားတွေကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပေးအရေးယူနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေကမျှော်လင့်ပါတယ်။အသားတွေကလောက်တွေကို ဖော်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အကျဉ်းဆံဘဝဗီဒီယိုနှင့်ထောက်မှတ်တမ်းထွက်ပေါ်မြန်မာတရားရုံးတစ်ခုတွင်ဒေါ်အောင်ဆန်းစုကြည်ကိုရိုက်ကူးထားသည့်ရှားပါဗီဒီယိုမှတ်တမ်းနှင့်သူ၏နေ့စဉ်ထောင်လွှင့်ဘဝအသေးစိတ်မှတ်တမ်းကို the golden ကကြီးစုခဲ့ရပြီးအသက်80နီးကပ်လာစဉ်သူ့ဘဝတစ်စိတ်တစောင်းတည်ခွင့်ရသည်2020ခုနှစ်ဖေဖော်ဝါရီလတွင်အာနာသိမ့်ပြီးနောက်မြန်မာနိုင်ငံကို6နှစ်ကြာဦးဆောင်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်အကြောင်းတွေ့မြင်ကြသိရခြင်းမရှိသလောက်ပင်ဖြစ်သည်သူ့ကိုတဦးလဲချုံနောက်ထားပြီးပြင်ပနှင့်ထိတွေ့ဆက်ဆံမှုကိုတင်းကျပ်စွာထိန်းချုပ်ကာ သူ၏ဥပဒေအဖွဲ့ကိုထိန်းချုပ်ကာတွားရောက်စေခြင်းသာရှိသည်2022ခုနှစ်ဩဂုတ်လနှင့်ဒီဇင်ဘာလရက်စွဲနှင့်ဗီဒီယိုများတွင်စစ်တပ်ကစီစဉ်သည့်တရားခွင်များအတွင်ဒေါ်အောင်ဆန်းစုကြည်ဖြုတ်ချခံသမရဥဝင်းမြင့်နှင့်အတူရှိနေပုံကိုပြသသည့်ထိုတရားခွင်များသည်နိုင်ငံရေးပြောကမကင်းသည့်တရားခွင်များဖြစ်သည်ဟုကုလသမဂ္ဂအမေရိကန်ပြည်ထောင်စုနှင့်ဥရောပသမဂ္ဂရှုတ်ချသည်ထိုမှုများဖြင့်သူကို1033ချသည် သူဤကျမ်းမာရေးအပြင်းထန်ယိုယွင်းနေပြီးသူ့ဘဝအတွက်အနည်းရရှိနိုင်သည်ဟုမိသားစုနှင့်ထောက်ခံသူများစိုးရိမ်နေစဉ်စစ်တပ်မှဗက်ပြောင်းလာသည့်ပြည်သူ့ရင်ခွင်အဖွဲ့ကဂေါ်ဒင်တို့ပြသည့်ထိုဗီဒီယိုနှင့်မှတ်တမ်းများကသူ၏အခြေအနေနှင့်နေ့စဉ်လှုပ်ရှားမှုကိုဖော်ပြသည် ထောက်မှတ်တမ်းများသည်2024ခုနှစ်ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလရက်အနည်းငယ်ကိုဖော်ပြပြီးမြို့တော်နေပြည်တော်တွင်အထူးတည်ဆောက်ထားသည့်အချုပ်အနှောင်အတွင်းစီကံတင်းကျပ်သောအတူများအသေးစိတ်ကိုဖော်ပြသည်ထိုအချုပ်အနှောင်အတွင်းသူသည်ပြင်ပကဘာနှင့်တိုင်းပြည်တွင်ဖြစ်ပွားနေသည့်ပြည်တွင်းစစ်နှင့်အဆက်ပြတ်ကာတအူးလဲချုံနောင်ခံနေရသည်ဗီဒီယိုမဟုတ်သော ထောက်မှတ်တမ်းများသည် 2024ခုနှစ်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလရဲ့အနည်းငယ်ကိုဖော်ပြပြီးမြို့တော်နေပြည်တော်တွင်အထူးတိစောက်ထားသည့်အချုပ်အနှောင်အတွင်းစီကံတင်ကျပ်တော်ဘာသူညအသေးစိတ်ကိုဖော်ပြသည်ထိုအချုပ်အနှောင်အတွင်းသူသည်ပြင်ပကဘာနှင့်တိုင်းပြည်တွင်ဖြစ်ပွားနေသည့်ပြည်တွင်းစစ်နှင့်အဆက်ပြက်ကတအူးတည်းချုပ်နှောင်ခံနေရသည် အထက်ပါအဖွဲ့နှင့်မသက်ဆိုင်ပဲဒေါအောင်ဆန်းစုကြည်ကို2024ခုနှစ်အစောပိုင်းကတွေ့ခဲ့သည့်မြန်မာထောင်တည်ရင်းမြစ်ကလည်းထိုမတမ်းများကိုအတီးပြုသည့်သူ့အတန်နဲ့လက်လျှောက်တဲ့ပုံစံကမပြောင်းလဲဘူးဟုထိုတည်ရင်းမြစ်ပြောသည့်သူပန်းမပန်တော့ဘူးသူမပန်ချင်တော့တာလဲတစိတ်တစ်ပိုင်းပါလေဟုထိုတည်ရင်းမြစ်ပြောသည်